ဘသူ့ကိုမျောနေမှမှမသိရအဲ့တော့ဒီတိုင်းခံကြည့်냐ပေါ့ကိုနေကနှင်းစုပေးလိုက်တဲ့စာအထဲမှာဘာမှလည်းမရေးတာဟမ်အဲ့ကြိုပြောလိုက်တယ်လေထဲမှာဘာမှရေးမထားဘူးလို့ဟဲ့တော့ရှင်တို့နှစ်ယောက်ကလည်းနော်ကြကြံမှန်မှန်နေတိတ်လုတ်တက်တာပဲကိုတစ်ခေါက်အိမ်လာတော့တာပြောခဲ့တယ်လေဖိတ်စာတစ်ချမ်းရိုက်ထားလို့ရပြီလို့ဟောဒါဆိုရင် တော်ကြောင်းရဲရရသွားပြီပေါ့ဟုတ်လားဒါဘောပါကျွန်တော်အဲ့သူသူကနာပြောသလိုပဲเนาะသူ drama စင်းအဲ့ဒီရဲရတော့မှဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲအဲ့လိုပဲကျွန်တော်လည်း drama ရဲရတော့မှဆိုသူကျွန်တော်သွားမစတော့ဘူးဒါဘာဖြစ်လို့ဆိုတော့သူသွားစရင်ကျွန်တော်အလုပ်ကိုအနောက်ရှက်ပေးလိုက်တာ ਨੇ အတူတူပဲကြပါပါเนาะဟုတ်ပါရဲ့ဟုတ်ပါရဲ့ ်တိုင်းမိမှာဆိုတော့အဲဒါကတော့အမှန်တမ်းပြောရရင်ပန်စံကပြောရရင်အိမ်တော်ရေးလို့အလောင်းလည်းမဟုတ်ဘူးသူ့ဆက်ကဟိုလိုဇက်ရှုပ်လည်းမဟုတ်ဘူးကျန်းကျောက်အထင်လွဲပြီးတော့ဖြစ်တဲ့ဟာဟိုကျန်းကျောက် community တိချာမလုပ်ခဲနဲ့ပေါ့နော်စကားတိချာမပြောဘဲနဲ့စိတ်ထဲမှာထင်တဲ့ဟာတွေနဲ့အဲမှားယွင်းဆွဆွဲပြီးတော့ဒီတိုင်းနောက်ရအဲ့လိုမျိုးပေါ့လူတယောက်မှားပြီးတော့နောက်ရခံလိုက်ထိုင်းတာပေါ့အဲ့လိုမျိုးလေးပါဟုတ်တယ်ဟုတ်တယ်ဒါကဆရာဇော်မင်းဦးရဲ့ဆရာကိုရမဲ့ဇော်မင်းကြီးကဆရာဇော်မင်းဆရာဇော်မင်းဟုတ်အော်အဲ့ ော့ဆရာကဘယ်လိုပြောမလဲဟိုးရင်ခက်ကကျွန်တော်ငယ်ရင်နေတော့ကကြဲကတကယ်တပောက်ရင့်ဝါရင်ဒါရိုက်တာကြီးဖြစ်တဲ့အတွက်ကြောင့်သူကိုယ်တိုင်ဒီလဲဒီလိုမျိုးစကလုံးအစမ်းလေးတုံးချင်းနေပြီးတော့အဲ့လိုရင်ရင်ချင်းချင်းနဲ့ပြည့်တက်တွေကိုဆရာကတကယ် positive vibe ပဲပေးချင်တဲ့ဆရာပေါ့နော်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အာဒီလိုမျိုးစကားလေးပြောရအောင်ပြတာတချို့စကားလေးဆိုကျွန်တော်ပြောကျွန်တော်သာပြောကျွန်တော်လည်းနားမလဲဆရာသားဒါဗာအိဗယ်နဲ့ဘယ်လိုပြောရလဲပေါ့နော်ဒါကတကယ်ရှိရတာအဲပေါ်မလာမဲထုံဆိုရလဲတကယ်ရှိရတာတန်လဝရင်မှာပြောကိုသာပြောအောင်ရှိ တာလားဆရာပါညာဟုတ်နော်အဲ့လိုမျိုးမေးပြီးတော့မှကိုကိုတိုင်လည်းဟိုတိကျဆောင်ခဲ့ရတဲ့ဟာလေးဆိုတော့ဘုဒ္ဓတရားပါဟုတ်တယ်ဆရာတော်တော်လေးဝါဟာရကျွဲဟုတ်တယ်ဟုတ်တယ်ဆရာဟိုဟာဆရာဆရာလုတ်ထည့်မှုလေတဲ့ကျောင်းဆရာဆိုတော့အဲ့လိုဟောဖြစ်တာပါဆရာစတင်တာပေါ့နော်အဲ့လိုဆရာဆရာပေါ့ဆရာဆရာပါဆရာမရှုပ်ပါဘူး အများကြီးနှိမ့်ဆံလို့ပါဘူးကိုရှင်ဝင်လာလေတကယ်အဲ့လိုအကုန်လုံးဂျန်နီနဲ့မှမဟုတ်ဘူးတဲ့တကယ်တရုတ်ဆောင်နေအားလုံးရဲ့ good review ပဲဂျန်နီပြန်ကြရတာပေါ့နော်ကိုရှင်ဝင်လာအရန်ကိုသူကလိုင်လွန်ကြီးထွေးစာနေပေးတယ်ဆက်ဆံရေးပိုင်းမှာလည်းအရန်ကောင်းတယ်ဂျန်နီနဲ့ကောင်းတယ်တကယ်ကိုအရန်နားလည်မှုပေးပြီးတော့အရန်စိတ်ထားပြေးသွားတဲ့အကိုတယောက်ပေါ့နော်ပြီးတော့ချွတ်တင်မှဆိုခွင့်ငင်ရအရန်ခွင့်ရလုံးလုံးလည်းငိုအခန်းဆိုရင်အကုန်ရုံမြင်ကိုရည်ချင်တာဟုတ်ကဲ့ရည်ချင်တာကျွန်တော်မြင်တဲ့သူရည်ပြီးတော့ကျွန်တော်ဘာမှမမူးပြီးတော့ အဲ့ရပုံမှာလဲနေသူကကျွန်တော်ရဲ့ကြောဖွဲ့လေးလားလွယ်လေးလားလွယ်လေးချွတ်ပေးရတဲ့ခါကျွန်တော်အဲ့တော့ကျွန်တော်မျက်နှာသူမြင်တာနဲ့အဲ့လွယ်ကိုမချွတ်နိုင်ဘူးသူကြည်တာပေါ့နော်အဲ့ဒါလေးအဲ့ဒါလေးမှတ်တရအောင်အဲ့လိုမျိုးလေးပြောမိတယ်ငါကသတိပြန်ရတော့အဲ့ဒါလေးဟုတ်တယ်အဲ့လိုအရင်ကြီးကကွဲနားရတဲ့အချိန်ဆိုရင်အဲ့လိုလေတကယ် happy scene ပါရင်ငါကိုရှင်မွေကနေတော့ဒီနေ့တိတ်ပြီးတော့စကားမပြောတော့ဘူးအဲ့လိုမျိုးကိုယ့်ဟာကို limit လောက်ထားရပါတော့အဲဖုံးတီကျော်ကြာသူကြတော့ဟိုပါပေါ့သူလည်းအဲ့လိုပဲစိတ်ကဖြူတယ်ရှင်းတယ် တယောက်တယောက်ကဘာထားမှမရှိဘူးစိတ်ပဲသူလောက်ဆရာရှိရလောက်မယ်စားဆရာရှိရစားမယ်သူတော်ဆရာရှိရတော့ပြင်ဆရာရှိရပြင်မယ်သူစိတ်ထဲမှာဒါပဲရှိတယ်အဲ့တော့ဟိုဖြူတဲ့သူကိုကြာကျွန်တော်သိတယ်လေမြင်လိုက်တာနဲ့ပြီးတော့သူကနောက်တစ်ခုကရီကြောရှိတယ် ကျွန်တော်အဲ့သူသူကူနာပြောသလိုပဲနော်သူဒရမာစင်း heavy ရဲရအောင်မယ်ဆိုရင်သူကျွန်တော်နဲ့စကားမပြောသလိုပဲအဲ့လိုပဲကျွန်တော်လည်းဒရမာရဲရအောင်မယ်ဆိုရင်သူကျွန်တော်သွားမစတော့ဘူးဒါဘာဖြစ်လို့ဆိုတော့သူသွားစရင်ကျွန်တော်အလုပ်ကိုနောက်ဆက်ပေးလိုက်တာနဲ့အတူတူပဲအဲ့လိုချိန်ဆိုကျွန်တော်လည်းမသိကြအောင်စောင့်ပေးထားတယ်အဲ့လိုမျိုးတော့အဲ့လိုမျိုးလေးနဲ့နှစ်ယောက်သားညီညီနိုင်နိုင်နဲ့တယောက်တစ်ယောက် respect ထားပြီးတော့ ရုပ်ဆောင်တဲ့ခါမှာဒီကားလေးကတော်တော်ကမစီမိတယ်ဆိုလဲဆရာ edit ဆက်တဲ့ချိန်မှာပြောရတော့ဝမ်းသာပါတယ်ခင်ဗျဟုတ်တယ်ဒီနေ့မှကိုနောက်ကြပါဒီနေ့ကနေနဲ့ကိုရေးကိုတာရေးစာလေးတစ်ခုကြောင့်နေနဲ့နောက်ကြပါဘာရှုတင်မှာဆိုအားလုံးကအချိန်ကွက်တိပဲဟုတ်တယ်ဟုတ်တယ်ဟိုနင်းနေနေနောက်ကြရတော့ဒါပေမဲ့ရိုက်မဲ့အချိန်မှာအကုန်လုံးက ready စမ်းပါရင်ပဲအဲ့လိုမျိုးပေါ့နော်ဒီနေ့တော့လေအမှန်တမ်းပြောရရင်ဒီရိုက်ကွင်းတစ်ခုမှာမင်းသားမင်းသမီးတွေက day 1 day 2 day 3လောက်တည်းကနေနဲ့စိမ့်နေရဲ့အဲတပတ်လောက်နေရောမှာဆဆတောက်တောက်နဲ့ရင်းနှီးသွားကြပါဘူးရှင်ဝင်လာ day 1ကလေးကစအကြ လေးစီးလို့တဲ့အစားကြီးလေးစီးလို့တဲ့အစားချင်းနေဟိုကမီးစင်ကလည်းနေတည်ရဲ့ဟုတ်ကဲ့ဟိုကရှင်မလားချေရလားမသိဘူးပေါ့အဲ့လိုဖြစ်သေးတယ်ဒီဝမ်းမှာဟုတ်ကဲ့အဖေလေးစား ်ဟုတ်တယ်သူနဲ့ဒီကားမှာဆုံမှုလားဒါပေမဲ့ဒီကားမှာဆုံမှုပဲလေအချိန်မှာတော်တော်ဆုံခဲ့ဘူးသူလို့ပဲဟုတ်တယ်ဟုတ်တယ်ဟုတ်အဲ့လည်းပြောရရင်ဇနီကအဲ့လိုအနေအေးရပေါ့စကားလည်းအဲ့လိုကိုကစသွားပြောတာနဲတယ်နဲတော့အဲ့လိုအရှိမကားတတော်များများရရင်အလုံးနဲ့ကအလုံးအနေနဲ့ respect အရာအကုန်လုံးအဆင်ပြေပေမဲ့ပြီးွားရင်လိုပဲဒီလိုပဲအလုံးအလုံးရခင်ခဲ့တဲ့လူတွေပေါ့နော်ကိုရှင်မလာကြအဲ့လိုကိုတန်ရောစင်လို့လို့အဲ့လိုမျိုးပေါ့ရင်းနှီးမှုနှွေးနှီးမှုတွေကတော့ကြံခဲ့အခုချိန်မှာပြန်တွေ့ရင်တော့စိတ်နဲ့အောင်ရှိလို့သူ့အလိုတယောက်လို့